မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 1ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်ဗော်လကဲမြို့နယ်ဝမ်မလန်စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်တပ်ဘက်ကစစ်သားအလောင်း၄လောင်းနဲ့လက်နက်ခဲယမ်းများကိုတိုက်စီရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်တအူးကြာဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မနက်6နာရီကအချိန်မှာဗော်လကဲမြို့နယ်ကိုမိုင်ကအကွာဗော်လကဲမြို့နယ်မြို့သစ်မြို့ကြားမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုကရင်ပြည်တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ၂နာရီကကြာမြင့်ခဲ့တယ်လို့သိရပါတယ်။လက်နက်ခဲယမ်းနှဲပါလာတဲ့အတွက် ွာကရင်ပြည်တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့များကပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်အခုလိုဆုတ်ခွာခဲ့ပြီးတဲ့နောက်မတ်လ30ရက်နေ့မှာပြန်လည်ထိုးစစ်ဆင်ဝင်ရောက်တဲ့အချိန်မှာစစ်ကောင်စီတပ်သားများဟာစခန်းကိုဆုတ်ခွာထွက်ပြေးသွားတာကိုတွေ့ရှိခဲ့တယ်လို့ပြောပါတယ်အဲ့ဒီဝမ်မလန်စခန်းကိုပုံကလောက်ဝင်တိုက်ပြီးပါပြီ2023ခုနှစ်2024ခုနှစ်တည်တုန်းကဝင်တိုက်ပြီးပြီဒါပေမဲ့မရခဲ့ဘူးမတ်လ28ရက်နေ့ကမနက်6နာရီကနေ7နာရီခွဲလောက်အထိအလုံးလုံးနေတဲ့အချိန်မှာပြည်စည်းအင်အားတွေနည်းလာတာပေါ့အဲ့ဒါကြောင့်နည်းနည်းပြန်ဆုတ်လာပြီးတော့နားထားတယ် ပစ္စည်းတွေဖြည့်လူဝင်အားတွေခွဲလုံနေရင်းနဲ့မက်စလာ29ရက်နေ့ကသူတို့ညာတွင်ကြီးစွန့်ခွာသွားတယ်လို့ထင်တယ်မက်စလာ30ရက်နေ့မှာပြန်ပြီးတော့ဝင်ရှင်းတော့ရန်သူကမရှိတော့ဘူးစခန်းထဲမှာပြောင်းကုန်ပြီစခန်းထဲကနေအလောင်း၄လောင်းရတယ်ကြီအမျိုးသားနည်းနည်းပါးပါးရတယ်များတော့တိတ်မများဘူးအဲ့လောက်ပဲရတယ်လို့ KAC ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲတွင်းမှာကရင်နီတော်လိုင်းပူပေါင်းတပ်ဖွဲ့ကရဲဘော်တအူးကြဆုံးခဲ့ပြီးတော့မစိုးရင်ရဒဏ်ရာရရှိသူ10ဦးကျော်ရှိတယ်လို့သိရပါတယ်စစ်ကောင်စီတပ်သားများအနေနဲ့ဗော်လခဲမျိုးနဲ့ရွာသစ်ဂျားထဲမှာရှိတယ်မိုင်းထ န်ခြေရွာမှာရှိကာကဲစခန်းကိုဆုတ်ခွာသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဝမ်မလန်စခန်းမှာကစစ်ကောင်စီရဲ့စကခနှစ်မိုင်းတောင်ကလာပြီးတော့လှုပ်ရှားတာတစ်နှစ်ကျော်နေပါပြီ။ကုံတော့မယ်မကြတော့ဘူး။တမ66လဲကုံပြီ။ ဘကိုးကအေးမတက်ကလည်းမရှိတော့ဘူးဘောလည်းခဲကတော့ပြတ်အောင်ချတော့မယ်ကျွန်တော်တို့တိုက်ခိုက်နေတဲ့အချိန်မှာသွားသွားလာလာမလုပ်ကြဘူးနဲ့ရွာသားတွေနေနေတဲ့နေရာမှာလည်းလေရင်နဲ့ဘုံကျဲတာတွေကိုသတိထားပြီးတော့မှခိုင်ခိုင်မာမာနဲ့ခိုးလုံနိုင်တဲ့ဘုံခိုချင်းတွေကိုတူးထားကြဖို့မှာကျင်ပါတယ်လို့ KAC ရေးချုပ်ဘုံမူကြီးဖုန်းနိုင်ကရှင်းပြထားပါတယ်ဝမ်မလန်စခန်းမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဟာစကခနဲ့မိုင်းနောက်လက်အောက်ခံခလိုက်ရ၈၀နဲ့တရင်ကတပ်သားများအထိုင်ချထားခြင်းဖြစ်ပြီးတော့ဘောလခဲမြို့ကာကျဲစခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်ဘောလခဲမြို့မှာခမရ၄၃၀ 30ခမရ33ခခမရ4နဲ့9နဲ့စစ်ဗျူဟာအခြေချတက်တို့ရှိတယ်လို့သိရပါဗါတယ်အဲ့ဒီတက်စခန်းများကိုကာကွယ်ရအတွက်ကာကင်းစခန်းများအဖြစ်နဲ့ဝမ်မလန်စခန်းမိုင်းထန်စခန်း12မိုင် တက်ကုန်4မိုင်ကုန်တို့ရှိရာယခုခါမိုင်းထန်တက်စခန်း4မိုင်ကုန်တို့သာကြာရှိတော့တယ်လို့ပြောပါတယ်မက်လာ16ရက်နေ့ကစပြီးတော့ဘောလကဲမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တက်စခန်းများကိုလည်းကရင်နီတော်လိုင်းပူပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာယနေ့အချိန်ထိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇဂန်တာဘူးတလင်မြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့အင်အားတွေဖြည့်တင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမက်စလာ31ရက်နေ့မနက်ပိုင်းကမုံရွာမြို့အခြေဆိုင်မနောက်မြောက်တိုင်းစစ်ဌာနချုပ်နဝခခကနေတပ်ရင်အားအများပြားချွေချင်းစစ်ကြောင်းထိုးလာပြီးတော့ဘူးတလင်မြို့ကိုအင်အားဖြည့်တင်းဝင်ရောက်လာတယ်လို့သိရပါဗျ။စစ်ကြောင်းထိုးရလမ်းကြောင်းတစ်လျှောက်မှာလည်းတော်လိုင်းတပ်များကမိုင်းဆွဲတိုက်ခိုက်တဲ့အတော့ထိခိုက်ဒေဆုံးမှုများလည်းရှိခဲ့တယ်လို့သိရပါဗျ။တပ်ရင်အားတွေကများတယ်အတိအကျမသိရဘူး။အင်အားဖြည့်ဖို့လာ တာလားလူချင်းဖို့လာတာလားတော့ပြောလို့မရသေးဘူးလက်ရှိတော့တက်ကဘူးတလီမျိုးထဲမှာပဲရှိနေသေးတယ်လမ်းမတော့ကမိုင်းဆွဲခံရသေးတယ်အထိကများတယ်လို့တော့သိရတယ်စစ်ကြောင်းထိုးတဲ့လမ်းကြောင်းတစ်လျှောက်ကပြည်သူတွေကတော့ညာတော့ကတိတ်ဆောင်နေလိုက်တယ်လို့ဘူးတလီမိုဘိုင်းတိမ်ရွေလျားစစ်အကြောင်းကတော်မရှိသူကရှင်းပြထားပါတယ် စစ်တပ်ကဘူဒလင်မျိုးရင်းနဲ့ကိုရောက်ရှိပြီးတဲ့နောက်လက်နိုင်ငံများပြစ်ပေါက်ခဲ့ကဗိုလ်ချုပ်ကျေးရုပ်အနီးမှာစုဝေးတက်ဆွဲနေတယ်လို့သိရပါဗျ။လက်ရှိဘူဒလင်မျိုးရင်းနဲ့မျိုးအနီးနားတဝိုက်မှာပြည်သူများအနေနဲ့စီရင်အသည့်တရိနဲ့နေထိုင်ကြရန်ဘူဒလင်အခြေစိုက်တော်လိုင်းတပ်များကတရိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ်ငလျင်တရင်ကတော့နေပြည်တော်ကိုဗဟုပြုပြီးတော့အင်အား၄၀သမကိုအစင်ရှိတဲ့ငလျင်လှုပ်ခတ်သွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဧပြီလ၁ရက်နေ့မွန်လွယ်တနအိ၁၂မိနစ်အချိန်မှာနေပြည်တော်ပုပ်ပတိရီမြို့နယ်ရဲ့မြောက်အရှိမြောက်ဘက်၅မိုင်ခန့်အကွာကိုဗဟုပြုပြီးတော့အင်အား register scale ၄၀သမကိုအစင်ရှိတဲ့မြင်းငလျင်လှုပ်ခတ်သွားတယ်လို့သိရပါတယ်ငလျင်လှုပ်လိုက်တာတော့သိတယ်တိတ်တော့မပြေးပါဘူးလို့ဒေသခံနေပြည်တော်မှာနေထိုင်တဲ့ပြိုက်ဒသမားတို့ကပြောပြထားပါတယ်ဒီကနေ့မနက်တနအိ၄၁မိနစ်အချိန်မှာလဲသခိုင်းမြို့ကို အခြေပြုပြီးတော့အင်းအား၄၁အဆင့်ရှိတဲ့ငလျင်လုတ်ခတ်သွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးနဲ့စကိုင်းတို့ကိုအခြေပြုကလုတ်ခတ်ခဲ့တဲ့ငလျင်ကြောင်းတေဆုံးသူ2395ဦးအထိရှိလာပြီးတော့ပြည်သူ၈တန်းခွဲကျော်ထိခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မက်စလာ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ငလျင်ကြောင်း ဓာတ်ရိုက်ထိခိုက်ခံစားခဲ့ရတဲ့ပြည်သူစုစုပေါင်း၈သန်း၅သိန်း6255ဦးအထိရှိပြီးတော့အရေးပေါ်အကူအညီများလိုအပ်နေတယ်လို့သိရပါတယ်။စကိုင်းမန္တလေးလမ်းပိတ်ခြင်းမြေကူးတရားနဲ့ချင်းကပ်လမ်းများပြည့်စည်ခြင်းတို့ကြောင့်ကုန်စည်စည်းစိမ်မှုရပ်တန့်ကကုန်စည်ရှားပါခြင်းစာတုံးစီနဲ့အခြားကုန်စည်နှုန်းများမြင့်တက်နေတယ်လို့သိရပါဗျ။စစ်တကပင်မောများနဲ့ကုန်ကားများကိုစစ်ဆေးခြင်းနဲ့ဖြတ်တန်းခွင့်တွေပိတ်ပင်ခြင်းတို့ကြောင့်အရန်ရိတ်ခါများပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိတဲ့အတွက်စားနပ်ရိတ်ခါများပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း NUG ကသတိပေးထားပါရယ်။ဒါ့အပြင်မန္တလေးနဲ့စကိုင်းတိုင်းမှာရှိတဲ့မြို့နယ်တချို့မှာငလျင်ကြောင်းမြေများအကွဲကမြေအောက်ရေများပန်းထွက်ခြင်းပင်းရေများကရေမထွက်တော့ခြင်းရေများအောင်ပြောင်းလဲခြင်းတို့ကြောင့်တောက်သုံးရေအတွက်အခက်အခဲများဖြစ်ပေါ်နေပြီးတော့စကိုင်းမြို့နယ်မှာရေမတန်ရှင်းခြင်းတို့ကြောင့်ဝမ်းပြဝမ်းလျှောယောဂါများဖြစ်ပွားနေတယ်လို့သိရပါရယ်။လုံခြုံရေးအပိုင်းအနေနဲ့လည်းစကိုင်းနဲ့ပဲခူးတိုင်းတို့မှာကုညီကဲဆယ်ရေးတွေဆောင်ရွက်မဲ့အဖွဲ့အစည်းများဟာ စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့အဖွဲ့အစည်းများထံမှခွင့်ပြုချက်ရယူရခြင်းနဲ့တွားရောက်ခွင့်မပြုခြင်းတို့ကြောင့်ထိခိုက်ခံစားရတဲ့ဒေသများမှာအခုညီမရဘဲဖြစ်နေတယ်လို့သိရပါဗျ။ငလင်းဖြစ်ပြီးတဲ့နောက်မန္တလေးတိုင်းမှာရှိတဲ့မြို့နယ်တချို့ကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကုညီကယ်ဆယ်ရေးလုပ်ငန်းများမှာလုံခြုံရေးဆိုင်ရာအန္တရာယ်များကြုံတွေ့နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်ငလျင်တရင်ကတော့မန္တလေးတိုင်းပျော်ဝယ်မြို့မှာငလျင်တန်းကြောင့်တည်ဆုံးသူ160ကျော်ရှိလာကကိုတူကိုထရှာဖွေကဲဆဲရဲများကိုဆက်လက်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့ငလျင်တန်းကြောင့်ပျော်ဝယ်မြို့မှာလည်းအဆောက်အဦပြိုကျမှုအများပြားဖြစ်ပွားခဲ့ပြီးတော့ပြည်သူတွေရာနဲ့ချီပြီးတော့တည်ဆုံးခဲ့တယ်လို့သိရပါတယ်ငလျင်တန်းကြောင့်တည်ဆုံးမှုအများဆုံးဟာပျော်ဝယ်မြို့ KBZ ဘန်နဲ့ဗလီပြိုကျမှုကြောင့်ဖြစ်ပြီးတော့လူအများပြားရောက်ရှိနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်တည်ဆုံးမှုဟာရာနဲ့ချီ ှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ပြောပွဲမျိုးမဈေးပတ်ချလဲမှာရှိတဲ့အစအဦးအများစုဟာတိုက်အိုတိုက်ဟောင်းများဖြစ်တဲ့အတွက်ကြောင့်မလျင်ဒဏ်ကြောင့်ပြိုကျခဲ့ပြီးလူသေဆုံးမှုများလည်းရှိခဲ့တယ်လို့သိရပါဗျ။ပြောပွဲမျိုးမှာလက်ရှိအချိန်ထိအပြည့်အစုံများကိုရှင်းလင်းခြင်းနဲ့ကယ်ဆယ်ရေးများကိုကိုတူကိုတော့ဆက်လက်ပြီးတော့လှုပ်ဆောင်နေဆဲဖြစ်တယ်လို့ဒေသခံပြည်သူများကပြောပါတယ်။ ပျော်ပွဲမျိုးမှာတည်ဆုံးတာစုစုပေါင်းလူဦးရေ160ကျော်ပါတယ်အဓိကအထင်အားဆုံးကတော့ငါးတက် KBZ ဘန်ဟာမြေအောက်ကိုတုံးတက်ဝင်သွားပြီးတော့အပေါ်မှာနှစ်ထပ်ပဲကြံပါတယ်မြေကြီးတက်ကိုဝင်သွားတဲ့တုံးတက်ထဲမှာဘန်ဝင်တန်း71ဦးနဲ့ငွေသွင်းငွေထုတ်လာလို့သူအယောက်30ကျော်လောက်ပါပါတယ် 28ရက်နေ့က18ဦးကိုကယ်ထုတ်လို့ရပြီးတော့နှစ်ဦးကတော့ရုပ်အလောင်းပဲပြန်ရပါတယ်15ဦးကိုတော့အသက်ရှင်လျက်ပဲကယ်ထုတ်နိုင်ခဲ့တယ်လို့သိရတယ်29ရက်နေ့မှာနှစ်ဦးပဲထုတ်လို့ရပါတယ်နှစ်ဦးစလုံးအသက်သေဆုံးသွားပါတယ်30ရက်နေ့မှာသေဆုံးသူတဦးကိုထုတ်နိုင်ခဲ့ပါတယ်ဗလီပြိုကြတာမှလည်းအစ္စလမ်ဘာသာဝင်အယောက်30ကျော်လောက်သေဆုံးသွားပါတယ်ပျော်ဝယ်မျိုးမဈေးကြီးပတ်ချလေကထိခိုက်မှုအများဆုံးပါပဲတိုက်အိုတိုက်ဟောင်းတွေအ धिक ပြိုကြလို့လူသေဆုံးမှုများခဲ့တာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းအောင်လံမြို့နယ်မကွေးမြို့နယ်နဲ့ဘကိုးတိုင်းပြည်မြို့နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်ဆက်နေတဲ့အတွက်လူငယ်များကိုစတင်ဖမ်းဆီးနေပြီးတော့တချို့ကလည်းစစ်မှုထမ်းရအတွက်စိတ်ခွန်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အောင်လံမြို့နယ်မှာအခုဧပြီလအတွက်စစ်မှုထမ်းလူငယ်အယောက်60ပေးရမယ်လို့အောင်လံမြို့ကပြူစော်ဒီခေါင်းဆောင်မြင့်လွင်အငိမ့်စားအရာခံဘုံကအတိပေးလာပြီးတော့စစ်မှုထမ်းရအလဲကျမဲပေါက်ထားသူများဟာစစ်တင်တန်းချောင်းကိုတွားရောက်ရန်စိတ်ခွန်နေတယ်လို့သိရပါဗျ။စစ်မှုထမ်းအပတ်စဉ်ဆက်နေတဲ့အတွက်ကြိုတင်ပြင်ဆင်ထားဖို့စပြီး ီးတော့ခေါ်နေပါပြီဒီတကြံကြော်တာနဲ့တွားရမယ်ဆိုပြီးတော့အတိပေးတယ်အဝေးအစားစေးဝါးနဲ့လိုအပ်တာတွေကိုအကုန်လုံးထုတ်ပိုးပြင်ဆင်ခိုင်းနေတယ်လို့အောင်လံမျိုးကပြည်သူတို့ကပြောပြထားပါတယ် ပြီးခဲ့တဲ့မက်စလာအတွင်းကလည်းအွန်လန်မျိုးနယ်ကစစ်မှုထမ်းလူငယ်အယောက်60ကိုပြူစောတိမြင့်လွယ်ဥဆောင်ခေါ်ယူခဲ့ပြီးတော့လူငယ်တချို့ဟာမတရားဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းတင်တန်းကျောင်းတွေကိုပို့ဆောင်ခံနေရတယ်လို့သိရပါဗယ်အလားတူပဲဘကိုးတိုင်းပြည်မြို့နယ်ဝတ်ထီးကန်အရှိတ်ဘက်တလုတ်ပင်အုပ်စုမှာလည်းအုတ်ချုပ်ရေမှူးတန်းစော်ကလာမယ့်စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်တအုပ်စုကိုငွေကျပ်ပေးခွန်နာဆယ်စစ်မှုထမ်းချေပေးရမယ်လို့တောင်းခံလာတယ်လို့ပြောပါတယ်စစ်မှုထမ်းချေပေးမယ်ဆိုပါကပေါ်တာမဆွဲရန်အာမခံကြောင်းလည်းပြောဆိုထားပါတယ် 哎，对，到那边就要奥数吗？ အခုအေပီလာမှာစစ်မှုထမ်းခြေအဖြစ်နဲ့အိမ်တော်စုတစုကိုငွေကျပ်3000ပေးဆောင်ရမယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။အလားတူပဲမခွေးတိုင်းမခွေးမြို့နယ်တရားခေါင်းနဲ့မြင်းခွေးတိုက်နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်လူငယ်များကိုစတင်ပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်လျက်ရှိတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။မတ်လ28ရက်နေ့ကမန္တလေးစကိုင်းနေပြည်တော်အပါအဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသများမှာငလျင်တန်သိမ့်မှုများဖြစ်ပေါ်ခဲ့တော်လဲအကြမ်းဖက်စစ်တပ်ကတော့စစ်မှုထမ်းတပ်သားတွေများကိုစစ်ခုံမှုများရပ်ဆိုင်းသွားခြင်းမရှိဘဲ ်ဆက်လက်ပြီးတော့ခေါ်ယူနေခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာအခုလိုမျိုးစီရေးတဲ့ငလျင်တဲ့နယ်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းအနေကင်းဝေးပြီးအကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ